ကုံကြစေးဆိုတဲ့စကားလုံးကိုကြားလိုက်ရင်လေကျမတို့အများစုကဈေးနှုန်းဖျော်ဒါမှမဟုတ်ဘန်ဆိုင်ရင်းတွေကထွက်သွားတဲ့ပိတ်ဆံကိုပဲပြင်းမြင်ကြတာပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့လေးလာထားတဲ့အရင်မြစ်တီထဲမှာတော့လေဒီအယူဆကအများကြီးပိုနက်နေတယ်ပြီးတော့ပိုပြီးတော့လက်စိတ်ဝင်စားဖို့ကောင်းတာကိုတွေ့ရတယ်ဟုတ်တယ်တယ်မြအဲ့ဒီတော့ဒီနေ့မှာစာအုပ်ထဲလက် theory တွေကိုအလွတ်ရွပြနေမဲ့အစားလက်တွေ့ကြကြလေးစဉ်းစားကြည့်ကြအောင်လားကောင်းပါပြီကျမတို့နေ့လို့ပေါင်းပြီး coffee ဆိုင်လေးဒီဇိုင်းဖွင့်မယ်ဆိုပါစို့ အဲ့ဒီ coffee ဆိုင်ရဲ့စရိတ်စရိတ်တွေကိုဒီ humidity တွေကအချက်လက်တီနဲ့တိုက်စစ်ကြည့်မယ်။အဲ့ဒီကနေကုန်ကျစရိတ်ရဲ့တကက်အတိတ်ပဲကိုနားလည်အောင်စူးစမ်းကြည့်ကြတာပေါ့။အရန်ကောင်းတဲ့အကြံပဲဗျာ။ဘာလို့လဲဆိုတော့လေ coffee တစ်ခွက်ရဲ့တကက်တန်ဖိုးဆိုတာ coffee ဆိုင်နဲ့နွားနို့ဖို့တဲ့အများကြီးပို့တယ်ခင်ဗျာ။ဟုတ်ကဲ့။ဒီနေ့ဆွေးနွေးမှုပြီးထွားရင်တော့လေကျွန်တော်ဖွင့်မဲ့ coffee ဆိုင်ရဲ့မမြင်ရတဲ့ကုန်ကျစရိတ်တွေရက်ွက်အပေါ်တရောက်မှုတွေအင်း နောက်ပြီးဒီနေ့ကို coffee ဘယ်နှခွက်ရောင်းရင်အထီးရောက်ဖုန်းဖြစ်မလဲဆိုတဲ့အဖြစ်အထီးကိုရထားစေရမယ်လို့ကျွန်တော်တို့ယုံကြည်တယ်။ကဲဒါဆိုဆက်လိုက်ကြရအောင်ရှင်။ coffee zinc ဖွင့်ပြီးပထမဆုံးကျမရဲ့ဆိုင်ရင်ငိုင်ကိုကဲအမေဆက်ရိတ်တို့ရှိတယ်လေ။ဟုတ်ပြီ။ဆိုင်ငါးကဝန်းနလာစာ coffee sour ရဲ့ပိုင်ဆံအစ်တလီကညီမလိုက်တဲ့ espresso ဆက်အတူကြီးရဲ့အညစ်ချက်ပန်းဆက်ရိတ်ဒါတွေကရှင်းရှင်းလင်းလင်းမြင်ရတဲ့ငွေတကယ်ထွက်ထွားတဲ့ဆက်ရိတ်တွေပေါ့။ဟုတ်ပါတယ်။စီဝေးပင်နာမှာဒါတွေကို ထင်ရှားလို့စီးပေါ့ explicit cost လို့ခေါ်တယ် explicit cost ဟုတ်တယ်ချက်လက်မရေးပေးရတာမျိုးတွေဘဏ်ကနေလွှဲပေးရတာတွေလက်ထက်ကနေငွေသားတကယ်ထပ်သွားတဲ့စီးအလုံးဟာ explicit cost တွေပါပဲဒါပေမဲ့အခုပြောမယ့်အချက်ကမှလုံငန်းရှင်အများစုတတိမမုံမီပဲအရှုံးပေါ်သွားစေနိုင်တဲ့အချက်တွေဩအဲ့ဒါကတော့ချက်လက်မရေးပေးစရာမလိုတဲ့ကုန်ကြစည်းရိတ်တွေပဲနေပေါင်းရှင်ပိတ်ဆက်မပေးရဘဲနဲ့ဘလူလို့ကုန်ကြစည်းရိတ်ခင်ပါလေ ဥပမာဥပမာဘာနီလဲရှင်ကဲဒီလိုစဉ်းစားကြည့်လေကျွန်တော်တို့ကော်ဖီဆိုင်ဖွင့်မယ့်နီလာကကိုပိုင်ဆောက်အောင်ဆိုပါစို့ဟုတ်ကဲ့ကိုပိုင်ဆိုတော့ငားခပ်ပေးစရာမလိုဘူးလေဒါပေမဲ့အဲ့ဒီနေရာကိုတခြားလုပ်ငန်းတစ်ခုကိုငားစားလိုက်ရင်တလတ်ကို9ရန်ခ30လောက်ရနိုင်တယ်อืมရနိုင်တယ်အခုကော်ဖီဆိုင်ဖွင့်လိုက်တဲ့အတွက်အဲ့ဒီ30ကိုကျွန်တော်တို့စွန့်လွတ်လိုက်ရတယ်နောက်တစ်ခုဒီကော်ဖီဆိုင်ကိုကိုယ်တိုင်ဦးစီးဖို့အတွက် လာစာကောက်တဲ့အရင်လောကန်ထွက်လာရတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒီဆုံရှုံသွားတဲ့လာစာကတော့ဒါဒီအလုံးဟာပိတ်ဆံအပြစ်မထွက်ထွက်ပေမဲ့တကယ်ရှိနေတယ်မထင်ရှားတော့စေးဒီပဲ implicit cause ပေါ့ကနားလေနော်အဲ့ဒါဆိုင်ရင်းစရာဟဲ့မှာထည့်လို့မမရတာကျမရဲ့ဆိုင်ရုံးကင်တာဒါကိုထက်ထွက်မှာမဟုတ်ဘူးဆိုတော့ဒါတကယ်စေးကြီးအစ်စ်လို့ပြောလို့ရလို့လားလုံငယ်ရှင်တယောက်အတွက်ဒါကိုဘာလို့ဂရုဆိုင်နေရမှာလဲနင်းနေအတွေးခေါ်ဆံမနေဘူးလားရှင်ဒါကလေ အတွေးခေါ်ဆန္ဒထက်အရေးကြီးဆုံးစီးပွားရေးဆိုင်ရာ အမှန်တရားတစ်ခုလို့ပြောလို့ရတယ်။ဩအရင်မြေတီမှာဒါကိုအခွင့်အလမ်းကုန်ကြစေလို့သုံးနှုန်းထားတယ်။ opportunity cost ပေါ့ဆိုလိုတာကကိုတခုကိုရွေးချယ်လိုက်တဲ့အတွက်စွန့်လွတ်လိုက်ရတဲ့နောက်ထပ်အကောင်ဆုံးရွေးချယ်စရာရဲ့တန်ဖိုးပဲအခွင့်လန်းကုန်ကြစေဟုတ်တယ်ကော်ဖီဆန်ရမယ့်အမြတ်ငွေက ဇောဇောကပြောတဲ့ဆုံရှုံထားတဲ့ငားရံခန့်တဲ့လာစာကိုတော့မကြော်ဘူးဆိုရင် တကယ်တော့ coffee ဆိုင်ဆက်ဖွဲ့နေတာတဲ့ဆိုင်ကိုငားစားပြီးအရင်လွတ်ပြန်လောက်တာကမှပိုအချိုးရှိနေုံမယ်လေဟုတ်ဟုတ်မှန်လိုက်တာဒါတောင်ကိုလုံငန်းတကယ်အောင်မြင်ရလားဆိုတာကိုတိုင်းတာတဲ့အခါမှာ explicit cost တခုတည်းကြည့်လို့မရဘူး implicit cost ကိုပါထည့်တွက်မှ အထည်မှန်ထွက်မှာပါရှင်းသားပြီဒါကတော်တော်အရေးကြီးတဲ့အချက်ပဲ ကဲကျမ implicit cost တွေကိုပါထည့်အတွက်ပေးပြီ coffee ဆိုင်ကအကျိုးများရှိနေတုံးပဲဆိုင်ကိုဆက်ဖွဲ့မယ်ဟာဟာဟာကောင်းပါပြီအခုနေ့စဉ်လက်ပတ်တဲ့စိတ်တည်အကြောင်းဆက်ပြောအောင်ကျမ coffee တစ်ခွက်မှမရောင်းရတဲ့နေ့မှာတောင် ပေးနေရတဲ့စိတ်တည်ရှိပဲဆိုင်ငါးခါတို့ဝန်အန်စတေးအလာစားတို့ internet line ခါတို့လိုမျိုးပေါ့အဲ့ဒါဒီကိုတော့တည်ငြိမ်စိတ်လို့ခေါ်တယ်ခမ fixed cost ပေါ့ထုတ်လို့မှုပမာဏအနည်းများပေါ်မှာ လုံးဝမူမတီပဲကုန်ကြနေတဲ့စိတ်တည်းလေဟုတ်ကဲ့ကော်ဖီခွက်တစ်ထောင်ရောင်းရတဲ့နေ့မှာလဲဆိုင်ငါးခါတော့အတူတူပဲပြောင်းမတော့ဘူးဟုတ်ပြီဒါပေမဲ့ကော်ဖီရောင်းအားကောင်းတဲ့နေ့တွေမှာကျတော့ကော်ဖီဆေးနွားနို့တကြဆက်ကူခွက်တီပို့ကုန်တယ်တခါတလေအချိန်မဲဝင်တဲ့အပေါ်တောင်ခေါ်ရသေးတယ်အဲ့ဒီဆေးရိတ်တီကတော့ရောင်းအားနဲ့အတူအတက်အကျရှိနေတယ်မှန်ပါတယ်ခင်ဗျာအဲ့ဒါတီကတော့ပြောင်းလဲဆေးရိတ်တွေပါ variable cost ပေါ့ထုံးလို့မှုများလေလေ သူကများလေလေပဲဆိုတော့လုပ်ငန်းတစ်ခုရဲ့စုစုပေါင်းကုန်ကြစိတ် total cost ဆိုတာကဒီတည်ငင်စိတ်နဲ့ပြောင်းလဲစရင်တစ်ခုကိုပေါင်းထားတာပါပဲဒါကတော့အတော်လေးရှင်းလင်းပါတယ်ကောင်းပြီရှင်လုပ်ငန်းရှင်တယောက်အနေနဲ့အမျက်အဆုံးများများရဖို့ဆိုရင်ကုန်ကြစိတ်ကို short ချရမယ်တနည်းအားဖြင့် coffee တစ်ခွက်ချင်းစီရပြည်မြကုန်ကြစိတ် average cost ကိုကြောင်းလုံးရမယ်ပေါ့ဟုတ်ပါတယ်တည်ငင်စိတ်ရတော်တော်ရှင်းတယ်ရောင်းအများများရအောင်လုပ်လေဆိုင်ကားခါလို့ဈေးတီက ကော်ဖီတစ်ခွက်ချင်းစီပေါ်မှာဝေစု ကြွားလေးပဲဒါကမွေးနေ့ကိမ့်မုံကြီးတလုံးကိုလူများများနဲ့ခွဲစားရတယ်လို့ပဲလေလူများလာလေတဲအောင်ရတဲ့ဝေစုကသေးသွားလေးပဲတိတ်ကောင်းတဲ့ဥမာပဲဗျာအဲ့ဒါပြက်မြတီငိမ့်စိတ် average fixed cost ရဲ့တဘောရပဲဒါမဲ့ပြက်မြပြောင်းလဲစိတ်ကတော့ average variable cost ပေါ့ကော်ဖီဒီအများကြီးပြောလေလေတစ်ခွက်ချင်းစီရဲ့ကုန်ကြမ်းဖူးကအမြဲတမ်းကျသွားရောက်လား um အကြံပြင်းတော့ဟိုမှာထင်နေရှင် coffee ဆေးတွေအများကြီးဝယ်ရင်ဈေးပိုသက်သာတာမျိုးပေါ့အစားပိုင်းမှာတော့မှန်ပါတယ်ဒါပေမဲ့အရင်မြက်တွေကထောက်ပြနေတဲ့စိတ်ဝင်စားစရာချက်တခုရှိတယ်ဟုတ်အဲ့ဒါကတော့ယော့နေလာတော့အထွန်းနှုံးဥပဒေသားပဲ law of diminishing returns ပေါ့ကဲကျွန်တော်တို့ coffee ဆိုင်လေးကိုပြန်သွားကြည့်အောင်ဟုတ်ကဲ့အစားမှာ berry star တိအောင်တည်းက order ကောက် coffee ဖြောငွေရှင်အကုန်လုံးရတော့နည်းနည်းနီးတယ်อืมနေမှာပေါ့ berry star နောက်တိအောင်ထက်ခန့်လိုက်တော့ တယောက်က order ကောက်တယောက်က coffee ဖြော်အလုတ်ခွဲလို့လူရသွားပြီပုံမြန်လာတယ်ပိုထီရောက်လာတယ်ဆိုတော့တခွက်ချင်းရဲ့ကုန်ကြစိတ်ကအချိန်နဲ့လောဝရပါလေကြသွားတယ်ဟုတ်ပြီအဲ့ဒါကတဘာဝကြပါတယ်ဒါပေအဲ့ဒီ counter ချင်းချင်းလေးနောက်မှာ barista ငားရောင်လောက်ထပ်ထက်လာရဲ့ဘာဖြစ်သွားမလဲအိုးအချင်းချင်းတိုက်မိခလုတ်တိုက်လဲဘသူ order မှန်းမသိရောကုန်ပြီးအကုန်ကိုလာလှချစ်ကုန်မှာပေါ့ဟာဟာ ပိုမြန်လာမဲ့အစာပိုတော့နေဝပြီကော်ဖီတစ်ခွက်ရဖို့အချိန်ပိုကုန်စီရိတ်ပိုတက်လာနိုင်တယ်ဒီကြပါတယ်အဲ့ဒါရောနေလာတော့အထွန်းနှုံးပဲအတိုင်းဒါတစ်ခုအထိထဲ့တွင်အားဘရစ်စတာတွေတိုးလိုက်တာက ထွန်းနှုံးကိုတိုးစေပေမဲ့ဟုတ်ကဲ့အဲ့ဒီအတိုင်းဒါကိုကြော်သွားရင်တော့ထက်ထက်လေးလေးထိရောက်မှုကြလေးလေးဖြစ်လာပြီးတီယူနစ်ကုန်ကျစရိတ်ကပြန်တက်လာတော့တာပဲအော်ဟုတ်ပြီဒါကြောင့်မလို့ပြည့်မြကုန်ကျစရိတ်မြင်ခွေတဲ့ average cost curve တွေက ယူပုံစံနဲ့ရှိနေတာပါအဆောက်အမကြတဲ့အောက်ဆုံးအထီးရောက်ဆုံးအမတ်ကိုရောက်တဲ့ပြင်ပြန်တက်သွားတယ်ဒါဆိုလုံငန်းရှင်တယောက်အတွက်အဲ့ဒီယူရဲ့အောက်ခြေအထီးရောက်ဆုံးအမတ်ကိုရှာနိုင်ဖို့ကအရေးကြီးဆုံးပဲပေါ့ရှင်အဲ့ဒီနေရာကိုဘယ်လိုရှာမလဲအဲ့ဒီနေရာကိုလမ်းညွန့်ပေးမဲ့မီးပြတိတ်ကတော့အစွန်းထွက်စရိပ်ပါပဲ marginal cost ဘော marginal cost ဟုတ်တယ်ယူယူလီပြောရရင် နောက်ထပ် coffee တစ်ခွက်ထပ်ဖြိုးဖို့အတွက်ကုန်ကြတဲ့စရိပ်ပေါ့ ကိုယ့်ရဲ့အစွန်းထွက်စရိတ်ကပြားမြစရိတ်ထက်နင်းနေရမြကလာပလောင်ကော်ဖီတွေဆက်ထုတ်လို့လို့ရတယ်။อืมဘယ်အချိန်မှအဲ့ဒီနောက်ထပ်တစ်ခွက်ဖြော်မဲ့စရိတ်ကပြားမြစရိတ်ထက်စပြီးများသွားပြီလေ။အဲ့ဒီအချိန်ကစပြီးကိုယ့်ရဲ့အထီရောက်ဆုံးအမှတ်ကိုကျော်သွားပြီဆိုတာသိနိုင်ပါတယ်ခင်ဗျာ။ကောင်းပြီဒါဆိုကျမတို့ coffee sign အထက်အသွေးမိုင်းကုန်ကြစရိတ်တွေကိုရှင်းရှင်းလင်းလင်းသိသွားပြီအမြင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းသဘောပေါက်သွားပြီဒါဆိုဇလန်းကဒီမှာပဲပြီးပြီလားရှင် မပြီးသေးဘူးယာအခုလာမယ့်အပိုင်းကမှဒီနေ့ဆွေးနွေးမှုရဲ့အနစ်ချုပ်လို့ပြောလို့ရတယ်အော်ဘီယမြေကြီးတွေမှာပြင်ပကုန်ကြဆေးဆိုတဲ့အယူဆတစ်ခုကိုအသာဖေးဖော်ပြကြတယ် external cost ဘောဆိုလိုတာကကိုယ်လုံငန်းကြောင့်ဖြစ်ပေါ်လာပြီးမယ်ကိုယ်တိုင်ပေးစရာမလိုပဲတခြားသူတွေဒါမှမဟုတ်လူအဖွဲ့အစည်းတစ်ခုလုံးကပေးလိုက်ရတဲ့ကုန်ကြဆေးတွေပါကျမတို့ coffee ဆိုင်လေးကဘာပြင်ပကုန်ကြစေတီဖြစ်စေလို့လဲဥမာတွေအများကြီးရှိတယ်ပါတယ်ခင်ဗျာ ျွန်တော်တို့သုံးတဲ့တခါသုံး plastic ခွက်တီနဲ့အဖုံးတွေ Okay သုံးပြီးရင်အမေဘိုးရဲ့ရောက်သွားတယ်နောက်ဆုံးမှာမြို့တော်စီဗင်ကသိန်းစီရှင်းလင်းရတယ်အဲ့ဒီအမိုက်သိန်းစီကို coffee ဆိုင်ကတိုက်ရိုက်ပေးရတာမဟုတ်ဘူးအခွန်အထမ်းပြည်သူအလုံးကကြာခံပေးထားရတာလေอืมမှန်ပါတယ်နောက်ဘုမာတစ်ခုကမနေ့ပိုင်းအလို့တက်ချိန်မှာဆိုင်ရှိမှာကားကြီးရှုပ်ပြီးရက်ကြလို့လမ်းပိတ်ဆုံးမှုဖြစ်တာမြို့ဒါမှမဟုတ်ညဘက်ဆိုင်ဖွင့်တဲ့အခါဆိုင်ကထွက်တဲ့စုညံသန်းကျော်အင်းနီနာချင်းတွေအနောက်ရှေ့ဖွေတာမျိုး ဒါဒီအားလုံးဟာ external cost တွေမယ်။ဟုတ်ဒါဆိုကျွန်မနားထဲတာမမမစစ်ကြည့်မယ်နော်။ကျွန်မပြရတဲ့ coffee safe food ဝင်းတန်းလာစာဆိုင်ငါးခါဒါဒီအားလုံးကပုဂ္ဂလိကကုန်ကြစရိပ်ပေါ့ private cost ဟုတ်ပါလေ။စောစောကပြောတဲ့မိုက်သိန်းစရိပ်တို့လမ်းပိတ်တာတို့ကပြင်ပကုန်ကြစရိပ် external cost ပေါ့။မှန်ပါလေ။အဲ့ဒီနှစ်ခုပေါင်းလိုက်မှာကျမတို့ coffee site ရဲ့လူမှုရေးကုန်ကျစရိတ်အပြည့်အစုံကိုရတာပေါ့ social cost ပြကြမှန်ကမ်းပါလေခင်ဗျာ social cost equal private cost plus external cost ပါဒီညီမချင်းလေးကရုပ်ရှင်တယ်ထင်ရပါမယ်ကဘာစီဝိုင်းမှာဖြစ်ပြနေတဲ့ပြဿနာတော်တော်များများရဲ့ရင်ခံပဲဟုတ်ဒါမဲ့လက်တွေ့မှာ social cost ကိုတကယ်ထည့်သွက်တဲ့ company ရောရှိလို့လားဒါမှမဟုတ်ဒါက starting gun လက်မှာပဲပြောတဲ့အကြောင်းအရာတစ်ခုလားဒါအရန်ကောင်းတယ်မိခမ်းပဲအရန်မြစ်တွေကကားစက်ရုံဥပမာကိုပဲကြည့်လေစက်ရုံကကားတစ်စီးထုတ်လို့တဲ့ private cost ကိုပဲတွက်ပြီးဈေးနှုန်းတက်မှတ်တယ်ဟုတ်ကဲ့ဒါပေမဲ့ ဆက်ယုံကထုတ်လုပ်လိုက်တဲ့မိခိုးငွေရုပ်ကြောင်ထစ်တဲ့လေထုညစ်ညမ်းမှုလူတွေရဲ့ကျန်းမာရေးထိခိုက်မှုဆိုတဲ့ external cost တွေကိုထဲမတွက်ထားဘူးအကျိုးဆက်ကပါလဲဆိုတော့ကားစေးနှုန်းကသူ့ရဲ့တကယ် social cost အများကြီးနည်းပြီးပေါ်နေတယ်အဲ့ဒီခါလူတွေကကားတွေကိုလိုရာထက်ပိုဝယ်ပိုတုံးတီပတ်ဝန်းကျင်ညစ်ညမ်းမှုကပိုဆိုးလာတာပဲတော့ဆိုရင်ကျမတို့ဈေးတက်တက်တာတာနဲ့ဝယ်ဝင်နေတဲ့ fast fashion t-shirt တစ်ထည်ရဲ့ တကယ်တန်ဖိုးကဘလောက်ရှိမလဲဟွန်းစဉ်းစားစရာပဲသူရဲ့ private cost ကချီမြန်ဖိုးအလို့သမားခနည်းနည်းပဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူရဲ့ social cost မှာမိချောင်းနေတဲ့စွန့်ပစ်လိုက်တဲ့စိုးစေးတွေရဲ့ပတ်ဝန်းကျင်ညီညွတ်မှုဟုတ်တယ်လုံငန်းခွင်အနေနဲ့များတဲ့စက်ယုံကအလို့သမားတွေရဲ့ဈာမိုင်စရိတ်တွေပါထက်တွတ်ရင်အဲ့ဒီ t-shirt တစ်ထည်ရဲ့တကယ်တန်ဖိုးကအစပေါင်းများစွာကြီးသွားနိုင်တယ်ဆိုတဲ့သဘောပေါ့အဲ့ဒါအဓိကအချက်ပဲဗျာ ဒါကိုအနုလက္ခဏာဆောင်သော ပြင်ပတယောက်မှုလို့ခေါ်တယ်။ native externality ပေါ့။ဒါပေမဲ့သူ့ရဲ့စမ်းကျင်ပါလည်းရှိသေးတယ်။အော်အပေါင်းလက္ခဏာဆောင်သောပြင်ပတယောက်မှုပေါ့။ positive externality ဥပမာပညာရေး။တက္ကသိုလ်တစ်ခုကကျောင်းသားတယောက်ကိုပညာသင်ပေးတယ် private course ကများတယ်။ဒါပေမဲ့အဲ့ဒီကျောင်းသားကပညာတတ်တယောက်ဖြစ်လာတဲ့အခါသူမိသားစု သူပတ်ဝန်းကျင်နဲ့နိုင်ငံရပ်ပါအချိုးကျစုတွေအများကြီးရစေတယ်။ အဲ့ဒီကျဲပြတ်တဲ့အကျိုးကျေးဇူးတွေကတက္ကသိုလ်ရဲ့စည်ရင်းစရာတွေမှာမပါဝင်ပေမဲ့တကယ်ရှိနေတဲ့ positive externality တွေပါပဲဒီနေ့ဆွေးနွေးမှုကိုပြန်ခြုံငုံကြည့်လိုက်တော့လေကုန်ကြစည်းဆိုတဲ့စကလုံးတစ်လုံးကနေကျွန်မလေးစိတ်ကူးနဲ့ဖွင့်ခဲ့တဲ့ coffee ဆိုင်လေးရဲ့စည်ရင်း inbox ကကင်းကနန်းနေဟုတ်ကဲ့ဆွလွတ်လိုက်ရတဲ့အခွင့်အလမ်းတွေကောင်တာနှောင်းက barista ရဲ့ရှုံရခတ်မှုတွေကနေနောက်ဆုံးမှ အမိုက်ပုံနဲ့ရောက်သွားတဲ့ plastic ခွက်တွေအထိအရာအလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာကိုတွေ့ရတယ် ဒါဆိုင်ဆရာပေါ်ကကိန်းကနန်းတွေထက်အများကြီးပိုနှဆိုင်တဲ့အတွေ့အမြင်တခုပါပဲရှင်တကယ်ကိုနှဆိုင်ပါတယ်ခင်ဗျာဒီလိုကုန်ကျစရာအလွားအမျိုးမျိုးကိုနားလည်လိုက်တာက လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကိုဘယ်လိုတိုင်းတမလဲဆိုတာကို ပထမကဘူးကျွန်တော်တို့နေထိုင်တဲ့ဈေးကွက်စီးပွားရေးစနစ်ကြီးဘယ်လိုအလုပ်လုပ်တယ်ဘာကြောင့်ပတ်ဝန်းကျင်ညံ့မှုလို့ပြဿနာတွေကိုဈေးခွက်ကသူ့အလိုလိုမဖြစ်ရှိနိုင်တာလဲဆိုတဲ့မိခုံးတွေအဖြစ်ကိုပါတစ်စစ်တစ်ပိုင်းနားလည်တွားစီပါတယ် ဟုတ်ကဲ့ဂီချက်လက်တီကကျမတို့ကိုစဉ်းစားစရာတွေအများကြီးပေးသွားပါတယ်။နောက်ဆုံးအနေနဲ့နားထောင်ကြည့်ရတဲ့အတွက်ချန်ထားခဲ့ခြင်းတဲ့အတွေ့အခုကတော့စဉ်းစားကြည့်ပါ။အကယ်၍သာကျမတို့ဖွင့်ခဲ့တဲ့ကော်ဖီဆိုင်လီကစားလို့ကဘာပေါ်ကစီးပွားရေးလုပ်ငန်းအလုံးဟာ သူတို့ရဲ့ဂွန်ပီးစီးတွေအတွက်ပေါကလိကဂွန်ကြားစီကိုပချမဟုတ်ပေသူတို့ကျွန်တော်ဖြစ်ပေါ်လာတဲ့လူမဲဂွန်ကြားစီအပြည့်အစုံကိုပါဥပဒေရတာဝန်ယူကြားချေရမယ်ဆိုရင်ဘာတွေဖြစ်လာမလဲ음ကျွန်မတို့တောင်းကြည့်တဲ့ coffee တစ်ခွက်ဝင့်နေတဲ့ t-shirt ချေရဲ့ဈေးနှုန်းတွေဘယ်လောက်ထိပြောင်းလဲသွားမလဲပြီးတော့အဲ့ဒီလိုပြောင်းလဲမှုကကျမတို့ PC တွေကိုထုတ်လုပ်ပုံ၊တုံးဆွဲပုံနဲ့ကျမတို့ရဲ့နေထိုင်မှုဘဝပုံစံကိုရောဘလို့အခြေခံကြကြပြောင်းလဲသွားစေနိုင်မလဲဆိုတာပါပဲ။